ဒါကတော့အဓိက EV တွေကဒီသဘာဝပတ်ဝန်းကျင်အတွက်အကျိုးကျေးဇူးတွေရှိတယ်။အဲပြီးတော့ပို့လို့ဟိုဘယ်လိုပြောမလဲ။ခီးဝေးသွားရတာပြီးတော့ပို့လို့ဆိုရှူတန်နေအများန်းသွားရတာတွေအတွက် EV ဆိုတော့ဒါ safe ဖြစ်တယ်ပေါ့နော်။ဆိုတော့ဒါ EV ကအခုလည်းအများကြီးစီးလာကြပြီ။ဟိုသဘာဝပတ်ဝန်းကျင်အတွက်လည်းအကျိုးကျေးဇူးတွေအများကြီးရှိတယ်။ဒါကိုအတွက်လည်းဟိုအဓိကကတော့စီဘိုးတက်တာပေါ့နော်။တော်တော်လေးတိတာရဲအဲ့ဒါလीဟုတ် EV ကားတွေကို စိတ်ဝင်စားပါတယ်အခုကလည်းအားလုံးလည်း EV ကားတွေကိုစီမံနေကြပြီ ပြီးတော့ဒါပို့လို့အတွက်ခရီးဝေးတွေတုံးရတာပြီးတော့သွားလာတဲ့နေရာတွေများတဲ့သူတွေတော်တော်ဒါ EV ကအရန်ကိုစီကုန်စီမိုးကုန်တာတက်တာရဲဟိုပေါ်တဘာဝပတ်ဝန်းကျင်အတွက်လည်းဟို benefit တွေအများကြီးရှိရဲဆိုတော့ဒါအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ကားမောင်းရတာအရန်ကြိုက်တယ်ပိုကလေဟိုကား ကားလဲကိုယ်တိုင်မောင်းရတာကိုဘေးကထိုင်စီရတာတက်ပူကြိုက်တယ်မိသားစုရင်းနဲ့သွားရင်လည်းဟိုကိုယ့်ရဲ့အဖေအထက်ကိုကိုယ်တိုင်ပဲမောင်းပေးပြတာများတယ်ဆိုတော့ကားမောင်းရတာကြိုက်တဲ့သူတယောက်ပေါ့နော်ဟုတ်ဦးဟာကားကလေအဲ့လိုတကူတကသွားမောင်းရတာမဟုတ်ပဲနဲ့မောင်းဖို့မောင်းနေရတာဆိုတော့ကိုကားမောင်းပေးမဲ့သူတယောက်ကိုဟိုအမြဲတမ်းရှိချင်မှရှိရဆိုတော့ကိုကအចောင်းသွားကလေးကအဲ့လိုကိုယ်တိုင်မောင်းသွားလေးရှိရအခုအလုတ်တီသွားရင်လည်းကိုယ်တိုင်မောင်းသွားလေးရှိရပေါ့နော်ဆိုတော့အဲ့လို တချင်းလေးဖွင့်မယ်ကားလေးမောင်းမယ်ဆိုတာပိုးအတွက်အဲ့လို relax ဖြစ်တဲ့ဟာလေးဖြစ်တယ်ပေါ့ဟုတ်သူကလေအမ်ဘယ်လိုပြောမလဲငငယ်တည်းကသူကကားမောင်းပြီးပို့အကြောင်းလိုက်ပို့တာကားမောင်းတင်ပေးမယ်ဆိုတော့လေသူကဟိုလိုက်ပြီးတော့တင်ပေးတာပေါ့နော်ဆိုတော့ထူးဆန်းကြရပုံမှန်ဆိုအဖေတွေကတင်ပေးတာလေနော်ဆိုတော့အခုကပိုးကကြအမေကတင်ပေးတာအဲတင်ပေးပြီးတော့ license ဖြည့်ရဖြည့်ပြီးတော့နောက် license ရပြီနောက်နေ့ရာနဲ့တယောက်တည်းမောင်းထွက်သွားတော့သူကအစိတ်မချအောင်ဆိုတော့ကားမောင်းကတော့ အဲ့လိုမီတင်ပေးရဟုတ်။သူကလေဟို तू ကမောင်းတက်တဲ့သူဆိုတော့ကားမောင်းတက်တဲ့သူတွေရဲ့ဟာပါလဲဆိုတော့မောင်းတဲ့သူက brain နေရမယ့်အချိန်မှာဘေးက passenger က brake ကိုမရှိတဲ့ brake ကိုနင်းနင်းမိနေပြီလေနော်။ဆိုတော့အဲ့ဒါကတော့အရန်ကြုံသွားပြီ။အာ lever မနင်းနဲ့ brake ပဲနင်းဆိုဟို lever မနင်းမဲ့ကားဘယ်လိုမောင်းလို့ရမှာလဲပေါ့နော်။ဆိုတော့အဲ့ဒါလေးကတော့ကြုံသွားရတာပေါ့။အင်မော်ဟိုအကောင့်တူတူပါပဲဟို အဖေလည်းဂျုံရင်သူဂျုံတဲ့ဟာလေးပေါ့အမေလည်းသူလုတ်ပေးနိုင်တာရှင်ဆိုဟိုမိဘနှစ်ယောက်လုံးကတော့ကိုယ်အမြဲတမ်းသူထောက်ပံ့ပေးတယ် support လုပ်ပေးတယ်ဆိုတော့လေနှစ်ယောက်လုံးတူတူတင်ပေးကြပါတယ်အမေတွေအားလုံးတူတူပါပဲကိုယ့်ရဲ့တာသမီဆိုလို့ရှင်ရဲ့အဲ့လိုဖြည့်ဆည်းပေးနေတာဆိုတော့သူလုတ်ပေးနိုင်တာအားလုံးဟိုလုတ်ပေးခြင်းနဲ့သူပေါ့နော်ဟုတ်အဲအဲ့လိုမိဘတွေကတော့အများတန်း support ပေးရဆိုတော့ကိုယ်ကကံကောင်းပါတယ်ဟုတ်အဲ ဒီပစ္စလတ်မိုးကိုကိုရိုင်းပါဝင်ပြီးတော့ရိုက်ကူးခွင့်ရတော့ကလည်းကိုကပါဝင်တဲ့သူတယောက်အနေနဲ့ အများကြီးမြင်ရောင်ကြည့်ခဲ့ရတာပေါ့နော်ကိုမြင်ရောင်ထားတဲ့ဟာလေးကိုပိတ်ကားပေါ်မှာမြင်တွေ့လိုက်ရတော့လေဒါဂျင်းတ်တဲ့အားရတဲ့ဗီဒီဖြစ်တယ်ပြီးတော့ပြိသက်တီကိုပြရမှာကိုလည်းရင်ခုန်တယ်အခုဆိုရင်ပြိသက်အနည်းစုကိုပြသခဲ့ရပြီပြီးပြိသက်တီကနေသဘောကျတယ်နှစ်သက်တယ်ပြီးတော့သူတို့ချစ်ဖို့ကောင်းတယ်အသေးရရပေါ့နော်အဓိကအဲ့ဒါလေးကြီးကြားရတဲ့အတွက်လည်းအရင်ပဲဝမ်းသာပါတယ်အခုမကြခင်ဇူလိုင်လ၄ရက်နေ့မှာလည်းတနိုင်ငံလုံးမှာရှိရပြိသက်တီကိုပြသရတော့မှာဆိုတော့ပို့ပြီးတော့ရင်ခုန်ပါတယ်ဒီမှာကတော့ ပြောတော့ပြောပြချင်တယ်ဒါပေမဲ့ယုံထဲမှာပဲပူကြည့်စီချင်တော့အဲ့အရာသာလေးတွေ့ချန်ထားလိုက်ပါအဲဟုတ်ကဲ့ပါပိုးကိုမြေရန်ချစ်ပြီးတော့အားပေးကြရဲပိသက်တီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ရောက်ရှိနေတဲ့အခမ်းအနားကကြီးလီ X5 လေးကိုလည်းပိသက်များအားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ် of life.